ဒီမန့်ပိုင်ခြင်းကရွှေရင်ကျော်စရာဖြစ်လိမ့်မယ်ထင်တယ်နော် သူပြောလိုတဲ့သဘောကဖះငါးစုအမိန့်ဆိုတာမဟုတ်တဲ့အကြောင်းတခြားစရာတွေလည်းသိအောင်ပြောပြပါလို့ဆိုလိုခြင်းဖြစ်တယ်ဒီမန့်ပိုင်ခြင်းကရွှေရင်ကျော်စရာဖြစ်လိမ့်မယ်ထင်တယ်နော်သူပြောလိုတဲ့သဘောကဖះငါးစုအမိန့်ဆိုတာမဟုတ်တဲ့အကြောင်း တခြားဆရာတွေလည်းသိအောင်ပြောပြပါလို့ဆိုလိုခြင်းဖြစ်တယ်။အမိတ်မဟုတ်ပါဘူး။မိတ်ပါနော်။မိတ်ဆိုတာမိတ်ကြတာကိုပြောတာပါ။အဲ့ဒါကိုအမိတ်ဆိုပြီးမှားယွင်းစွာသုံးနှုံးနေခြင်းဖြစ်ပါတယ်။နောက်ပြီးဖះငါးစုဆိုတာလည်းမှားပါတယ်နော်။ဤကဘာဒီဖះငါးစုပွင့်တဲ့ဗဒကဘာဆိုတာမှန်တယ်မဲ့။ဖះလေးစုပဲပွင့်ပါသေးတယ်။အရိမတရားဖះမပွင့်သေးပါဘူး။အလောင်းတော်ဘဝပဲရှိပါသေးတယ်။ ဲ့ဒီလိုအလောင်းတော်ဘဝပဲရှိသေးတာကြောင့်ဖះမဟုတ်တဲ့အတွက်ဖះစင်းရင်ထဲကိုထည့်လို့မရပါဘူးဖះမဟုတ်တဲ့ပုံကိုယ်ကိုဖះစင်းရင်ထဲထည့်မယ်ဆိုရင်မှားယွင်းပါတယ်ဦးဇင်းတို့ကိုကိုွယ်တဲ့မြတ်စွာဘုရားကိုကြည့်လိုက်ပါမြတ်စွာဘုရားသည်ဖះမဖြစ်ခင်အလောင်းတော်ဘဝမှာပါရမီဖြည့်ခြင်းစဉ်ကာလတစ်လျှောက်လုံးဖះဖြစ်ကြောင်းဝန်မခံပါဘူးနော်တတိယညတညံတော်ကိုရမှဖရာဖြစ်ကြောင်းဝန်ခံတော်မူပါれဓမ္မစကြာတုံးမှာအထင်ရှားရှိပါれဒါကြောင့် အလောင်းတော်ဟာဖရာမဟုတ်တဲ့အတွက်ဖရာငါးစုဆိုတဲ့စကားဟာမှားယွင်းပါတယ်ဖရာလေးစုမိတ်ဆိုတဲ့စကားကပူပြီးတော့မှန်ပါတယ်နော်ဒီနေရာမှာပြောစရာရှိတာကဖရာလေးစုမိတ်လို့ပြောလိုက်ခြင်းဟာတကယ်ကိုဖရာကမိတ်ရဲ့လားလို့နေစရာအကြောင်းရှိပြန်ပါတယ်ဒီနေရာမှာမိတ်တာမမိတ်တာကိုပြောတာမဟုတ်ပါဘူးစကားအသုံးလုံးမှားယွင်းနေတာကိုပြောခြင်းသာဖြစ်ပါတယ်နားလည်ပါစေနော်ဖရာတော်ဖရာမန္တကုမှာပါရာဒိကကြပြီးတော့ယဟန်ဒီ လူထွက်ပြီးတရားအားထုတ်ရင်တရားထူးရနိုင်ပါသလားလို့မိထတာတွေ့ရလို့ပါဖေ။အဲ့ဒီထဲမှာရတယ်ဆိုတဲ့မန့်ရင်မရနိုင်ဘူးဆိုတဲ့မန့်တွေအမျိုးမျိုးရင်းနေကြပါတယ်ဖေ။ဘယ်အရာကအမှန်လဲဖြေကြားပေးစေခြင်းပါဒီဖေတဲ့။ပါရသီကအဘတ်ဆိုတာကယဟန်မှာပဲဖြစ်တာလူတွေမှာမဖြစ်ဘူးနော်။ဒါကြောင့်ယဟန်ဟာပါရသီကကြပြီဆိုရင်လူထွက်ပြီးတော့သူတီလာကိုခံယူလိုက်တာနဲ့ပါရသီကအဘတ်ပြောက်ပြီးတရင်တဲ့ဒီလာဖြစ်သွားပါပြီ။ သတင်းတဲ့တီလာတီလဲပဲပါတီမောက်ကတောင်ရတီလာထဲမှာပြန်ပြီးအကျုံးဝင်တာကြောင့်အဲ့ဒီလူထွက်ဟာလူတီလာကိုလုံအောင်ဆောင်ထင်းပြီးတရားအားထုတ်မယ်ဆိုရင်တရားထူရနိုင်ပါတယ်ဒါကြောင့်ပါရာဇိကကြတဲ့ယဟန်ဒီလူထွက်ပြီးတရားအားထုတ်မယ်ဆိုရင်တရားထူရနိုင်တယ်ဆိုတဲ့အချက်ကမှန်ပါတယ်နော်